အားလုံးဝမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကနေဒါ ETF တွေအကြောင်းပြု XRP ကိုစိတ်ဝင်စားနှုန်းမြင့်တက်လာတဲ့သတင်းနဲ့အတူအီရန်နဲ့အစ္စရေးတို့စိုက်ဘာစစ်ပွဲပါဆင်နွှဲလာကြတဲ့သတင်းကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပရမရပေါ့အနေနဲ့ကနေဒါ ETF အကြောင်းပြုပြီးတော့ XRP ကိုစိတ်ဝင်စားအောင်မြင့်တက်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ US မှာလာမယ်လာမယ်ဆိုပြီးတော့မလာနိုင်သေးတဲ့ XRP ETF တွေကိုတော့အိန်းနေချင်းကနေဒါမှာစတွေ့လာရပြီဖြစ်ပါတယ်။ကနေဒါနိုင်ငံအခြေစား SS Manager တခုဖြစ်တဲ့ 3IQ က TSX ကနေတဆင့် XRPG ဆိုတဲ့နာမည်နဲ့ ETF service တွေပေးလာတာဖြစ်ပါတယ်။ ပထမ6လအတွင်းမှာတော့ XRPG အတွက် management fee မယူဘဲ trade လုပ်ရနိုင်မှာဖြစ်ကြောင်း 3IQ ကကြေညာထားပါတယ်။ဒါအပြင် XRPG ကို XRP သင်းဘက်ကနေလဲကြောတော့နောက်ကန်ပြုတ်ပေးထားပြီးတော့ XRPG ကနေတဆင့်ကနေဒါနိုင်ငံအတွင်းမှာ XRP နဲ့တိတွေ့နှုံပုံများလာတော့မှာဖြစ်ပါတယ်။ XRPG သတင်းကြောင့် XRP ledger ပေါ်မှာလဲ activity တွေထိုးတက်လာခဲ့ပြီးတော့ XRP ကို1 million အထိကင်ထားတဲ့ wallet အရေးအတွက်ကလဲ2900အထိရောက်လာခဲ့ပေမဲ့ XRP ဈေးကတော့အားရစရာကောင်းအောင်တက်မလာခဲ့ပါဘူး။ပုံမှန်အားဖြင့် ETF တွေက crypto တခုရဲ့ဈေးကိုထိုးတက်စေနိုင်တဲ့လောင်းစားတွေဖြစ်ပေမဲ့ XRP အပေါ်မှာတော့တိတ်ပြီးအကျိုးတက်ရောက်ပုံမရှိခဲ့ပါဘူး။ဒါပေမဲ့ Trend အစိုးရလက်ထက်မှာတော့ XRP ရဲ့ rebate ကအစိုးရနဲ့ပူးပေါင်းမှုမှာရောစီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ပူးပေါင်းမှုတွေမှာပါအတော်လေးရှင်းပြနေနိုင်တာကြောင့် XRP အပေါ်စိတ်ဝင်စားမှုအတော်လေးမြင့်တက်လာနေပါတယ်ခင်ဗျာ ။ဆက်လက်ပြီးတော့အီရန်နဲ့အစ္စရေးတို့စိုက်ဘာစစ်ပွဲဆင်နွှဲလာတဲ့သတင်းကိုတင်ဆက်ပေးစီမှာရယ်။အီရန်နဲ့အစ္စရေးစစ်ပွဲမှာစိုက်ဘာပိုင်းအရာတိုက်ခိုက်မှုတွေရှိလာပါတယ်။စိုက်ဘာတိုက်ခိုက်မှုကမှခရစ်ပတိုတိုက်ခိုက်မှုတစ်ခုကိုကြီးကြီးမားမားတွေ့လာရတာဖြစ်ပါတယ်။အီရန်ပြည်တွင်းကခရစ်ပတိုအချင်းတခုဟက်ခံခဲ့ရပြီးတဲ့နောက်ဒေါ်လာတန်90ပါသွားခဲ့တဲ့ကိစ္စကအစ္စရေးဟက်ကာတွေလက်ချက်ဖြစ်ကြောင်းသိရပါတယ် ဣသရေလနဲ့ဆက်ဆက်မှုရှိနေတဲ့ဟက်ကာအဖွဲ့တစ်ခုဖြစ်တဲ့ Patatory Sparrow က Novita Exchange ကိုဟက်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ထားခဲ့တာဖြစ်တာကြောင့် Novitas ကိုမဟက်ခင်မှာလဲအီရန်အစိုးရပိုင်နဲ့စေပါဘန်ကိုဟက်ခဲ့ပြီးတော့ data တွေကိုဖျက်ဆီးခဲ့ပါသေးတယ်။ crypto နဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေကိုထောက်လန်းနေတဲ့ fund တစ်ခုဖြစ်တဲ့ Elliptic ကတော့ hacker တွေက900ဘတ်ငွေတွေကိုမသုံးမဲဘန်းပစ်ခဲ့ကြောင်းယူဆထားပါတယ်။ Predatory Sparrow ကတော့ Novitas ရဲ့အတွင်း Excelet တွေနဲ့ Source Code ကိုထုတ်ပြသွားမယ်လို့ဆိုထားပါဗျ။ Predatory Sparrow က Israel နဲ့တိုက်ရိုက်ဆက်ဆက်နေကြောင်းတရားဝင်အသိမပြုထားသလိုအပွဲထဲပါဝင်သူတွေကလည်းဘယ်နိုင်ငံသားတွေဆိုတာအသိအကျမသိရပေမဲ့ Israel ပြည်တွင်းမီဒီယာတွေမှာတော့ Israel အစိုးရကြောတာနောက်ကန်ပြုထားတဲ့ Hacker အပွဲအဖြစ်သုံးနှုန်းကြားလေရှိပါတယ်။ဒါကြောင့်အခုလို Novitas ကို highlight တဲ့ကိစ္စက ဣသရေလဘက်ကနေအီရန်ဘက်ကိုစိုက်ဘာစစ်ပွဲဆင်နွှဲလာတာလို့တတ်မှတ်နေကြပြီးနောက်ထပ်တိုက်ခိုက်မှုတွေလည်းဆက်ဖြစ်လာနိုင်ပါသေးတယ်။ Novitas ကတော့ဟက်ကင်ရတဲ့ကိစ္စကိုလုံခြုံရေးကြိုးပမ်းမှုတစ်ခုအဖြစ်ထုတ်ပြန်ထားပြီးလုံခြုံရေးနဲ့ပြန်လည်ထူထောင်ရေးအစီအစဉ်တွေချမှတ်နေကြောင်းဆိုထားပါတယ်။ဒါပေမဲ့အခုအချိန်မှာအီရန်နိုင်ငံတွင်းအင်တာနက်ပြတ်တာမှုအတော်လေးဆိုးဝါးနေပြီး traffic ပေါ်လူတွေကလည်းစစ်မဖြစ်ခင်ကအခြေအနေအထက်68ရာခိုင်နှုန်းအထိထိုးကျသွားကြောင်း Cloudflare ဘက်ကဆိုထားပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ